ကျောင်းဒီနေအမေရိကန်နိုင်ငံမှာကျောင်းရှောက်မယ်ဆိုလို့ရှိရင်ဘောင်းဘာကျောင်းရွေးတင်လဲဘောင်းကြီးတင်လဲပေါ့နော်အဲ့ဒါကိုကျောင်းချက်ကြည့်အောင်ဒီပြင်မြန်မာနိုင်ငံနေပြီးတော့ဒီ US ကိုကျောင်းရှောက်ခြင်းတဲ့လူဖြစ်ဖြစ်ဒါမှမဟုတ်အမေရိကန်နိုင်ငံတွင်းမှာနေပြီးတော့ကျောင်းပြန်တက်ခြင်းတဲ့လူဖြစ်ဖြစ်ပေါ့နော်တက်ကြီးမှာရောက်လာလို့ကျောင်းပြန်တက်ခြင်းတဲ့လူပဲဖြစ်ဖြစ်ဒီ challenge လေးကျောင်းနေနေလေးလာရအောင် ကျောင်းတက်တဲ့ချိန်မှာကျောင်းတောင်ဝရေးကြီးလည်းရေးကြီးတယ်ဒါပေမဲ့အဲ့ဒါတွေမကြီးခင်ပေါ့နော်ကိုတက်ချင်တဲ့ degree ကပါလဲဆိုတော့ကိုဆုံးဖြတ်ပြီးပြီဆိုလို့ရှိရင်ကိုရွေးမဲ့ကျောင်းကကိုရွေးမဲ့ကျောင်းရဲ့ accreditation ကပါလဲဆိုတော့သိဖို့လိုတယ်နော်ဆိုတော့ accreditation တိပြရင်ကြည့်အောင် accreditation accreditation an action or process of official recognizing someone as having a particular status ဆိုတော့တေးဝင်သီမပြုတ်ခြင်းမြန်မာလိုပြောမယ်ဆိုလို့ရှိရင်တော့သီမပြုတ်ခံရတဲ့အကြောင်းပေါ့နော်ကျွန်တော်လိုမျိုးပြောလို့ရှိတယ်ဆိုအမေရိကန်နိုင်ငံမှာ creditation လို့ပြောလာပြီးအသီမပြုတ်တဲ့အကြောင်းဆိုလို့ရှိရင်သီမပြုတ်တဲ့အဖွဲ့အစည်းပေါ့နော် non profit ဆိုလို့ရှိရင်ခုနှစ်မျိုးရှိတယ် creditation agency လို့ပဲလောက်လိုက်မယ်နော်음 Okay. ပါတယ်လမ်းမမဒီ okay. ဒီမှာဒါကြဒါသူ Google AI အနေပြီးတော့ပြရတဲ့ဟာပေါ့နော်ဒီမှာဆိုလို့ရှိရင် Example Accreditation Agency ခုနှစ်မျိုးရှိရနော်ခုနှစ်မျိုးမှာမှာဟိုမှာ High Learning Commission Mid States commission on higher education being western associate of school and college senior and university being new england commission of higher education မှာ new england ဆိုတော့ new york ဘက်မှာရှိတဲ့ကျောင်းတွေဆိုလို့ရှိရင်လည်းဒီဒီအဖွဲ့အစည်း accredited လို့လုပ်ပေးရတယ်ဒါပေမဲ့တည်တာဘူးကကိုယ့်ရဲ့ accreditation national accreditation လား regional accreditation လားပေါ့နော်ကိုယ့်ရဲ့ကျောင်းက regional accreditation ဆိုလို့ရှိရင်ကောင်းတယ် ခုမှထားပါတော့ကျွန်တော်ကဟို cloud မှာ state မှာရှိရဆိုတော့ဟို cloud Oklahoma state university university accreditation လို့ရေးလိုက်မယ် so Oklahoma university accreditation က high learning commission the high learning commission อ่ะ american national regionally ဘောเนาะ a credit a credit ပေးတာအတိမပြုတ်ပေးတဲ့အဖွဲ့အစည်းခုနှစ်ခုတည်းတစ်ခုဖြစ်တယ်ဒီမှာဆိုလို့ရှိရင် Oakland Creditation and OSU ဆိုပြီးတော့ကြည့်အောင်နော် Okay ဒီမှာဆိုသူ OSU ကို creditation သူပြမယ်ဒီမှာရှင်းကြည့်အောင် institutional accreditation institutional accreditation လို့ပြောစမ်း regional accreditation နဲ့တူတယ်။ဆိုအမေရိကန်မှာတီးပွားကိုရှောက်တိုက်တဲ့အကြောင်းက regionally accreditation လား nationally accreditation လားဆိုတာတီးပို့လို့ရ။ regional ကအကောင်ဆုံးဖြစ်တယ်ပေါ့နော်။ regional ကအကောင်ဆုံးဖြစ်တယ်။ဘာဖြစ်လို့ accreditation ဥစွာကိုပထမကြည့်ပေးရလဲဆိုလို့ရှိရင် ဥပမာကိုတက်မဲ့ကျောင်းက nationally credited ဖြစ်တယ်ဆိုလို့ရှိရင် regionally credited ဖြစ် accredited ဖြစ်တဲ့ကျောင်းတွေမှာ credit transfer ဒါမှမဟုတ်ကျောင်းပြောင်းဖို့ဆိုလို့ရှိရင်မလွယ်ဘူးဆိုတော့ American နိုင်ငံမှာရှိတဲ့ကျောင်းကြီးတွေအကုန်လုံးက regionally credited ပေါ့နော် regionally credited ပေးထားတဲ့ကျောင်းတွေဖြစ်တယ်ဥပမာဆိုလို့ရှိရင်ကျောင်းသိဖို့က okay ကျောင်းတက္ကသိုလ်မှာတည်တဲ့ တကဘာလုံးကတည်တဲ့အကြောင်းနာမည်ကြီးတဲ့အကြောင်းပေါ့နော် Harvard Harvard University accreditation ရေးလိုက်မယ်နော် Okay ဒီမှာ accreditation FAQ frequently asked question ဒီမှာကြီးမယ်ဆိုလို့ရှင် what is accreditation ဆိုပြီးရှင်းပြရပြန် who accredits Harvard New England Commission of Higher Education ဒီအမေရိကန်အရှိဘက်တကြောမှာရှိတဲ့အကြောင်းလေးဆိုလို့ချင်းဒီ New England Higher Commission Commission of Higher Education အနေပြီးတော့သူကအတိမပြုတ်ပေးတယ်ဥပမာ Yale University တို့ပြီးရင် MIT တို့သူက regionally accredited လို့ခေါ်တယ်ဆိုတော့ကျောင်းမြန်မာနိုင်ငံနဲ့ဒီကိုကျောင်းလာတက်ချင်တဲ့လူဖြစ်ဖြစ်အမေရိကန်တွင်းမှာနေပြီးတော့ကျောင်းရှာချင်တဲ့လူဖြစ်ဖြစ်ပေါ့နော်နံပါတ်1တည်တာမှာကိုကျောင်းက nationally credited လား regionally credited လားအဲ့ဒါကိုသိဖို့လိုတယ်ပြီးမှမှ okay ငါတက်ဟိုမှာတက်ချင်တဲ့အကြောင်းက regionally credited ဆိုလို့ရှိရင် okay ဟုတ်ပြီဒီအကြောင်းက tuition ဘယ်လောက်ရှိလဲအဲ့ဒါအကြောင်းလာစာကိုနောက်မှ ပြန်ကြည့်ပြီးဖို့ဖြစ်တယ် so accreditation အသာရေးကြည့်တယ်เนาะဘာလို့ရေးကြည့်လဲပြန်ပြောမယ်ဆိုလို့ရှိရင် accreditation က ကိုအကြောင်းပြောင်းတော့မယ်ပြီးအလုပ်တွေပါတယ်ရှောက်တဲ့ချိန်မှာအလုပ်ရှင်တွေကအကြောင်းနာမည်ကိုသိစိတ်ဝင်မစားဘူးဒါပေမဲ့ကိုရဲ့ဥမာ CV ရေးလိုက်တယ်ကို CV မှာကိုကโอเค OSU ဘောနော Oklahoma City University နဲ့ graduate ဖြစ်တယ်ဒါပါတော့ business administration နဲ့ဆိုလို့ရှင်โอเคကိုရဲ့လုပ်ရှင်က Oklahoma State University မသိဘူး ဒါပေမဲ့ तू อ่ะ internet မှာ share လိုက်မှာ Oklahoma University อ่ะ regionally လာ nationally credited လာတော့ तू တော့ share လိုက်တဲ့ချိန်မှာ okay nationally ဆိုလို့ရှင်တော့မကောင်းတော့ national อ่ะဒုတိယဆင့်မှာရှိတယ် regionally ဆိုလို့ရှင်ကောင်းတယ်တခြားနိုင်ငံတော့မသိဘူး US မှာအဲ့ဒါအဲ့တခုအမြဲအများကြီးစဉ်းစားပေးရတယ်เนาะခုမှာ community ចောင်းနေ share မယ်ဆိုလို့ရှင်လည်းဒီတိုင်းပဲခုမှာចောင်း Tulsa community college accreditation community college တို့ accreditation ကတော့နည်းနည်း꽌ပြတယ်ဒါပေမဲ့သူက regional နဲ့ national accreditation ဆိုတာရှိတယ် okay ဒီမှာကြည့်အောင်ဒီမှာသူ accreditation မှာသွားမယ် community ကျောင်းနေလဲတာကျောင်းကြည့်တာပြဖို့လိုတယ်နော် okay TCC is accredited by the Higher Learning Commission. Higher Learning Commission ဆိုတာ Oklahoma တွင်းမှာရှိတဲ့ကျောင်းတွေကို regionally accredited ပေးတယ်အသီးမှတ်ပြုပေးတဲ့ဖွဲ့စည်းပေါ့နော်ပြီးတော့သူက a, a, no? a member of American Association of Community College being the North Central Council for two year colleges and further proof of education and a veterans and social security laws So I'm ဆိုတော့မသိဘူးကခုနကကျွန်တော်ပြောသလိုပဲ community တဲ့အကြောင်းဆိုလို့ရှိရင်ဥမာ ကယ်လီဖိုးနီးယားမှာရှိတဲ့ community ကြောင်းဆိုလို့ရှင်တော့သူက western accreditation ကနေပြီးတော့သူကအသေးမပြုတ်ပေးလိမ့်မယ်เนาะဥပမာဆိုလို့ရှိရင်ထပ်ကြည့်မယ်ဆိုလို့ရှင် seven accreditation in the US and their states. Okay, Dima. Historically, the U.S. has seven has a seven regional creditors. အခုတော့တချို့ချောက်လို့ပြောတယ်ဒါပေမဲ့အဓိကတော့ခုနှစ်ခုရှိရနော်ဒီ community college the sort accrediting commission for community and junior college, the Western Association of School and Colleges, Daja Community College the accreditation regionally beta that gown no. Being the senior college and university commission. Uma Jerome Ma Bima Shira Ludicho the University of the People Sobido. Uh, tuition free, but no. ကျောင်းကတော့ freedom မဟုတ်ဒါမဲ့ tuition တော့သူတို့မတောင်းဘူးအဲကျောင်းဆိုလို့ရှိရင်ဒီ senior college and university commission နေပြီးတော့တည်မပြုတာ california ဘက်မှာရှိတဲ့ကျောင်း hawaii ဘက်မှာရှိတဲ့ကျောင်းတွေဆိုလို့ရှိရင် regionally ကို accredited ပေးတာက senior college and university commission ပေးတာဟိုမှာဆိုလို့ရှိရင်ပြန်ကြည့်မယ်ဆိုလို့ရှိရင်အာ uop ဘက်ကျောင်းကြီးရိုက်လိုက်မယ်သူတို့ဘက်မှာသူတို့ကြော်ညာလိုက်မယ်သူတို့ရတာမကြသေးဘူးဆိုတော့ โอเคဒီမှာချက်ချင်းမယ်နော်ဒီမှာတွေ့ရတယ် University of the People is credited by Senior College and University Commission so ဒီလိုမျိုး regionally regionally accredited ပြုချင်းပြုခံရခြင်းပြပါဘာအတွက်ကောင်းလဲဆိုလို့ရှင်နံပါတ်1တခြားအကြောင်းတွေသူတို့လည်းကုကုသူ credit အကြောင်းတွေ transfer လုပ်ရပြီးပြီးအလုပ်ရှင်ရလဲ regionally credited ဖြစ်တဲ့အကြောင်းကပြီးတယ်လို့ပို့ချိုက်တယ်ဆိုတော့အကြောင်းသိဖို့လိုတယ်နောက် programmatic um, programmatic accreditations or rashida ma ko business administration so she a bet ka ni a um okay di me a b e t okay a b d accreditation okay the Accreditation Board for Engineering Technology ဥမာ Computer Science တွေပါတက်မယ်ဆိုလို့ရှိရင်ဒီဒီဖွဲ့ကတီမပြုတ်ပေးလာဆိုတာကျွန်တော်တီးဖို့လိုတယ်ဥမာ Engineering တက်မယ်ဆိုလို့ရှိရင် ABET ကနေပြီးတော့အတိမပြုတ်ပေးတဲ့ program လားပေါ့နော်ခုန regionally credited ဖြစ်ပြီးပြီဆိုလို့ချင်း programmatic accreditation ဆိုတာဒါကိုပြောချင်တာဟုတ်မှဆိုလို့ရှိရင်ကျွန်တော်ကျွန်တော် state မှာရှိတဲ့ Oklahoma ဥပမာအနေနဲ့ပေါ့နော် Oklahoma Oklahoma State University. Um, okay, engineering. Accreditation. They want to tambola the the Engineering Accreditation Commission or ABET. We are proud to be accredited by the Engineering the Engineering Accreditation Commission of ABET. ဆိုတော့အေးဘက်ကနေတိမပြုတ်ပေးတာဆိုရင်ဒါကောင်းတယ်ဥပမာကဘီဇနက်သက်ချင်တယ်လို့ဆိုလို့ရှင်ဘီဇနက်သက်ချင်တယ်ဆိုလို့ရှင်ကွာဘီကိုဘီဇနက်ဆိုလို့ရှင်ဘာတိမပြုတ်ပေးလဲဘီဇနက်โอเคခင်ဗျာ Oklahoma Town Oklahoma State University Business School of Business ကိုဘာဘယ်အတိမပြုတ်ပေးလဲဆိုတော့ AA CSP AACSP AA, ပေါ့နော်သူ credit တွေပြုပေးတယ် creditation ပေးတဲ့အကြောင်းအဲ့တော့ကို check လို့ရတာဆိုတော့ the association of advanced colleges schools of business international ဆိုတော့ business school accreditation ပေးတာဖွဲ့စည်းနှစ်ခုရှိရနော် accreditation ပေးတဲ့ဖွဲ့စည်းနှစ်ခုရှိတယ်ကျွန်တော် Google မှာ search ရအောင်ကျွန်တော်လေးအတူတူလေးလာမယ် okay business school accreditation okay ဒီမှာသူနှစ်မျိုးပေးထားတယ် AA CSP နဲ့ AC BSP so ကို business um ကို biz ကိုတက်ချင်တဲ့ business major ကိုဒီနှစ်ခုကနေတစ်ခုဒီနှစ်ခုပေါ့နော်ဒီ accreditation နဲ့ နှစ်ခုနဲ့မော်တော်တစ်ခုခုကအတိမပြုတ်ပေးတယ်ဆိုလို့ရှင် ကောင်းတယ်ဆိုတော့ဥမာကိုသက်ချင်းတဲ့အကြောင်းကအတိမပြုတ်ပေးလာတချို့အကြောင်းတွေက business school regionally credited တော့ဖြစ်ပေမဲ့လို့ through your engineering or computer science ကခုန ABET ABT ရနေပြီးတော့ credit ပေးခြင်းမပေးမယ်တချို့က accreditation တော့မရှိဘူးအဲ့လိုတွေရှိရဆိုတော့ကိုကအဲ့လိုမျိုးရှိတဲ့အကြောင်းဆိုပို့ပြီးတော့ဈေးကြီးတာပေါ့နော်အဲ့မဲ့အကြောင်းတွေကိုရှင်ကြီးလိုက်ကိုကိုတကယ်တက်ချင်တဲ့ business administration overall ပေါ့နော်ခြုံငုံပြီးတော့ကြည့်မယ်ဆိုရင်ကိုယ့်ရဲ့အကြောင်းက regional လား credit လား national credit လားရင်ရှာမယ်ပြီးပြီဆိုရင်ကိုတက်ချင်တဲ့ program business administration ဆိုလို့ရှိရင် okay သူဒီ department programmatic လို့ခေါ်တယ်နော် programmatic accreditation ဒီကိုတက်ချင်တဲ့ business school က accreditation ရှိလားမရှိလားဆိုတာကိုသိဖို့လိုတယ်ဥပမာဆိုလို့ရှိရင် Harvard business school business school accreditation အဲ့လိုရေးလိုက်မှာเนาะဆိုတော့ Harvard ကိုဘယ်အဖွဲ့အစည်းအပေးလဲဆိုတော့ AACSB Association um AACSB accredited ဖြစ်တယ်ပြီးရင်သူက the New England ဒီ American အရှေ့ပိုင်းအပေါ်ပိုင်းနေပေါ့เนาะအဲ့နာတူဟိုမှာ Yale MIT တို့ ပြီးရင် Harvard တို့အဲ့နာတို့အကြောင်းလေးကို New England Commission on High Education accredited ပေးတယ်။ပြီးရင်သူက AA CSB accreditation လည်းရှိတယ်။ကဲနော်ဆိုတော့နာဈေးနှုန်းတွေကြာကျွန်တော်နောက် video မှာပြောရအောင်။ကိုမြန်မာနိုင်ငံကျောင်းလာတက်မယ်ဆိုလို့ရှိရင်ကိုတက်မဲ့ကျောင်း accreditation ကိုအရင်ဆုံးကြည့်ပါနော်။နောက်ပိုင်းဆိုကျောင်းပြောင်းတာဖြစ်ဖြစ် credit transfer လုပ်မယ်ဆိုတော့ creditation ကိုတခြားကျောင်းကတားကြည့်တယ်ပြီးရလှုပ်ရှင်တွေကလည်းကြည့်တယ်ဘယ်ကျောင်းတက်လဲဆိုတော့တိတ်ကူးမဆိုင်ဘူးဒါပေမဲ့တက်တဲ့ကျောင်းက credit rate ဖြစ်လားမဖြစ်လားဆိုတော့တားကြည့်တယ်ဆိုတော့ Jesus တင်နေနောက် video တွေမှာကျောင်းနေကျောင်းထပ်လေ့လာရအောင်နော်ဆိုတော့ကျောင်း YouTube ကို subscribe ဖြစ်ဖြစ် like ဖြစ်ဖြစ် share ဖြစ်ဖြစ်လုပ်ပေးပါနော် thank you